ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံရွာဖြူချာလိုက်ကိုရီးယားတိုင်းနိုင်ငံကဖြစ်ပါတယ်အဲ့တော့ဒီနေ့ကိုဒီနေ့အတွက်ကျွန်တော်ကចောင်းသားများကိုမြန်မာလိုအတိတ်ပဲဆင်တူပြီးတော့အဲကိုရီးယားလိုအသုံးကွာခြားတဲ့စကားလုံးနှလုံးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အရင်ဆုံးပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ယိုချောင်းဟာသာတောင်းဆိုသည်ယိုဂူဟာသာတောင်းဆိုသည်အဲ့တော့နှစ်ခုလုံးရဲ့အတိတ်ပဲကတော့မြန်မာလိုတောင်းဆိုသည်လိုအတိတ်ပဲရတယ်အဲ့တော့ဒီစကားလုံးနှလုံးရဲ့ကွာခြားချက်ကဘယ်လိုမျိုးကွာခြားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်း င်ပြပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ရိုးချောင်းဟာတာတောင်းဆိုသည်အဲ့တော့ဒီတောင်းဆိုသည်ဆိုတဲ့ဇာတ်ကလုံးကဘယ်လိုနေရာမှာတောင်းရတာလဲဆိုရင်ကျွန်တော်တို့ဒီကာယကံရှင်ကိုယ်တိုင်ပေါ့နော်ကိုကနေပြီးတော့တောင်းဆိုတယ်ဆိုလို့ရှိရင် အောက်ကျို့ပြီးတော့တောင်းဆိုရတဲ့အခါမှာတုံးပေးရတာဖြစ်ပါတယ်အောက်ကျို့ရတာပေါ့နော်ဟလာကျွန်တော်ကိုကူညီပေးဖို့တောင်းဆိုပါတယ်ဟလာကျွန်တော်ကိုဟလာနောက်ဆုံးအနေနဲ့ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်ဒီလိုမျိုး တောင်းဆိုတဲ့သူအနေနဲ့အောက်ကျို့ရတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ယူချောင်းဟာတာကိုတောင်းယူချောင်းဟာတာတောင်းဆိုသည်ဆိုတဲ့စကားလုံးကိုတုံးပေးရတာဖြစ်ပါတယ်ဥပမာဆိုပါတော့နော်အာစာချန်နီကေဒုံမူယူချောင်းဟက်တာနော်တထေးစီကိုအကူညီတောင်းဆိုခဲ့တယ်အာကူညီပေးဖို့နော်တောင်းဆို ခဲ့တယ်အဲဒီလိုမျိုးသုံးပြရတာဖြစ်ပါတယ်နောက်ယိုဂူဟာလာတောင်းဆိုသည်အဲ့တော့ယိုဂူဟာလာကျတော့ကိုရာတဲ့ရာထိုက်လို့ဟိုတောင်းဆိုတဲ့အခါမျိုးတွေမှာဆိုရင်ကျတော်တို့ အာယိုကူဟာတာကိုသုံးပြရတာဖြစ်ပါတယ်เนาะသူဘာမှအောက်ကျစရာမလိုကိုတောင်းတင်လို့ကိုရပိုင်ဝင်ရှိလို့เนาะအာတောင်းစရာရှိလို့တောင်းတယ်အဲရရစရာရှိလို့တောင်းတယ်ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ယိုကူဟာတာကိုသုံးပြရတာဖြစ်ပါတယ်အဥမာစာဂျန်နီကဲအင်ဂွန်ဂျီဘူရူယိုကူဟက်တာတတိယစီကိုလောက်အားက တောင်းဆိုခဲ့တယ်။လောကကပေးဖို့တောင်းဆိုခဲ့တယ်။အဲဒီလိုမျိုးဒါသူစီပါကိုကလှုပ်ပေးထားတယ်။လှုပ်ပေးထားတဲ့ကိုရာတင်ရထိုက်တဲ့ဒေခါပေါ့နော်။ဒေခါလူဖတ်တာ။ဟာလာတန်တန်ကြီးကိုပြန်တောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေအယိုးကူဟာတာကို တောင်းဆိုရတာအဲတောင်းဆိုသည်ဆိုတဲ့စကားလုံးကိုသုံးပြရမှာဖြစ်ပါတယ်နော်။အဲ့တော့ပြန်ပြီးတော့အချင်းချင်းပြန်ပြောပြမယ်ဆိုရင်ယိုချောင်းဟာတာတောင်းဆိုသည် ကိုကိုတိုင်းကနော်အောက်ကျို့ပြီးတော့တောင်းဆိုရတာအကူညီပေါ့နော်အကူညီတောင်းတဲ့မြစ်တာရက်ခံနေရတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်ရိုးချောင်းဟာတာကိုတုံးပြရတာဖြစ်ပါတယ်နောက်တစ်ခုကယိုးကူဟာတာယိုးကူဟာတာကကိုကနော်ရာတဲ့ရထိုင်းလို့ เนาะတောင်းဆိုရတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ယိုဂူဟာတာကိုတောင်းယိုဂူဟာတာကိုသုံးပြရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီစကလုံးနှလုံးရဲ့ကွာခြားချက်လေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်အဲ့တော့နောက်နေ့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီလိုမျိုးမြန်မာလိုအထိပ္ပယ်စင်တူပြီးတော့ကိုရီးယားလိုအထိပ္ပယ်အသုံးပြုပုံကွာခြားတဲ့စကလုံးလေးတွေကိုဆက်လက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်